လေးမှာတော့ဒီနေ့အောက်တိုဘာလကျွန်တော်တို့9ရက်နေ့အင်္ဂါနေ့တရက်သားအတွက်ဖြစ်ပလန်ကြီးရှိတဲ့ကဘာရွှေစည်းကွက်နေသားကိုကျွန်တော်သုံးသပ်ပြတာပြတာဖြစ်ပါတယ်ဒီနေ့မနက်မှာလည်းကဘာရွှေစည်းအထုံးစံတိုင်းစံချိန်တင်ဈေးတက်နေဒီကာလမှာတော့ဗျာကျွန်တော်ကဘာရွှေစည်းကစံချိန်တင်ဈေးတက်နေတာဒါထွေသူမဟုတ်တော့ဘူးနေ့တိုင်းနေ့ပါတော့တက်နေတာဘူးเนาะမနေ့ကလည်းတက်တယ်ဒီနေ့လည်းတက်တယ်အဲ့ဒါပြတဲ့ခါကျွန်တော်တို့ကဒီကဘာရွှေစည်းကဒီနေ့မှာကျွန်တော်တို့၄00အောင်ဈေးတန်းအထိစံချိန်တင်ဈေးဆက်တက်နိုင်မလားဒါမှမဟုတ်ရင်လက်ရှိရောက်နေတဲ့အမြင့်ဆုံးတက်ခဲ့တယ်ပေါ့เนาะ ဒီ380ဒီဈေးနှုန်းဝင်ကျင်မှာပဲအသက်တက်မလားဆိုတာကိုကျွန်တော်တို့ကဘာရွှေစီကွက်ရပါတော့စီအသက်ကြချက်ကိုကြည့်ပြီးတော့နိပညာပိုင်းကကျွန်တော်အရင်ဆုံးတိုးတက်ကြည့်လိုက်အောင်ဟုတ်ပြီအဲ့ဘက်ကမှာကပ္ပရွှေစီရမနီယာဆိုလဲကျွန်တော်ဂျင်မာကြည့်တာပါဈေးအတတုံခက်ကြီးတုံမြင်ခဲ့ရပြိနာလက်ရှိကပ္ပရွှေစီရဘယ်ဈေးရောဝယ်လို့အကောက်နေတော့မယ်ကျွန်တော်အကြကိုတိမ်မှန်းလို့မရနေတာမျိုးဖြစ်နေဒီမှာဆိုကျွန်တော်ကြည့်လိုက်ဒီမှာဈေးအကြတော့နေပြီးတယ် မကြောက်ဘူးတက်တာပဲဒီမှာဈေးကြောင်ပြီးတယ်မကြောက်ဘူးတက်တာပဲပြီးခဲ့တဲ့အပတ်ကျွန်တော်တို့ကြာပေးနေရဆိုတော့ကျွန်တော်ဈေးအကြောင်နဲ့ပြီးတယ်မကြောက်ဘူးတက်တာပဲအဲ့အပတ်ကကြောင်မနေရဆိုရင်ကျွန်တော်ဈေးအသက်တုံးဒီမှာဆိုရင်ကျွန်တော် body ခက်ကြီးကြီးနဲ့တုံးပြီးခဲ့လက်ရှိကပတ်ချွေစီနေတာဝယ်လူအားတွေအရန်အားကောင်းနေရပေါ့နော်ကျွန်တော်တို့တမိုင်းတစ်ချောင်းမှာမကြုံဘူးရပေါ့နော်ကပတ်ချွေတမိုင်းတစ်ချောင်းမှာမကြုံဘူးတဲ့ဝယ်လူအားအလုံးရင်းနေကျွန်တော်တို့အားကောင်းနေရမှုကျွန်တော်တွေ့ရပါတယ်အဲ့အပတ်ကကျွန်တော်ကမှန်တယ်လက်ရှိရဈေးမြင့်နေရမြန်တယ်ပြကျွန်တော်၄ဒေါ်လာကတ်နေပြီအမြင်ဈေးဖြစ်နေရမှန်တယ် ဒါမှမဟုတ်လဲဝယ်လိုအားအကောင့်နေအနေဒါပြတာပြတဲ့ကောင်မှာကျွန်တော်တို့သုံးစံတိုင်းပေါ့နော်ကပမူလလာရအတိုင်းပဲကျွန်တော်တို့ကအဝယ်ပဲလိုက်ဖို့ဒီနေ့စူးစမ်းမှာဖြစ်ပါတယ်ဝယ်တဲ့အခါမှာတခုရှိရပေါ့နော်လက်ရှိဈေးတန်းဝယ်မယ်ဆိုတော့ကျွန်တော်တို့အနေအများတယ်ပေါ့ဘာလို့ဆိုတော့မြင့်ဈေးမြင့်နေရပြတဲ့ကောင်မှာအခက်မသိရင်ကျွန်တော်တို့ risk များနိုင်တယ်ဈေးပြန်ကြောက်ဆောင်အောက်ဈေးကိုဆောင်ပြီးကျွန်တော်ဝယ်ရဟုတ်ပြီအားအပြတ်ကကျွန်တော်ကဘယ်ဈေးတန်းမှာကျွန်တော်တို့ဝယ်တင်တယ်လဲ ဘယ်ဈေးတန်းမှာဝယ်တင်တယ်လဲမယ်ဆိုတော့ကျွန်တော်အချိန်တစ်တိုင်းအတိုင်းတိုင်းကျွန်တော်ကြည့်လိုက်မယ်လက်ရှိကမ္ဘာ့ချွေဈေးတန်းဝယ်တင်တဲ့ဈေးတန်းစုံတွေအရတော့ကျွန်တော်တို့ဒီဈေးတန်းစုံပေါ့နော်ကျွန်တော်တို့အဲ3945 3945နဲ့ကျွန်တော်တို့3940ကြာဈေးတန်းစုံပေါ့နော်ဒီဈေးတန်းစုံကြာဈေးကြောက်ခဲ့ပဲဆိုရင်ဒီနေ့ကမ္ဘာ့ချွေဈေးကိုကျွန်တော်ရေးသူဝယ်လို့ရပါတယ်အရှုံးပိုင်းဈေးတန်းကျွန်တော်3935အောက်လောက်ပေးပါ အမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်တို့3980လောက်ထိအနည်းဆုံးယူလို့ရတယ်ဒီထက်ပိုယူမယ်ဆိုရင်တော့ကျွန်တော်တို့4000ပေါ့နော်4000ဈေးတန်းလောက်ထိကျွန်တော်တို့ယူလို့ရပါတယ်ဟောပြီးဒါပထမဝယ်ရမယ့်ဈေးတန်းဆုံးဖြစ်ပါတယ်ဒုတိယဝယ်ရမယ့်ဈေးတန်းဆုံးကဒီဈေးတန်းဆုံးဝင်ကျင်ပေါ့နော်ကျွန်တော်တို့39 39 30နဲ့ကျွန်တော်တို့39နှစ်နှစ်ကြာဈေးတန်းဆုံးပေါ့နော်အဲ့ဈေးတန်းဆုံးမှာလည်းကျွန်တော်တို့ကဘာရွှေကိုကျွန်တော်တို့ ဈေးကြကြမယ်ဆိုဒီနေ့တော့ဝယ်လို့ရပါတယ်အချိုးမိုင်းဈေးတန်းကကျွန်တော်တို့ဘလောက်လောက်အောက်ပေးလဲမယ်ဆိုရင်ကျွန်တော်တို့39ဟို39တက်ရှိအောက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကကျွန်တော်ခုနပြလို့ပဲကျွန်တော်တို့39 80လောက်ယူလို့ရတယ်ဒီထက်ပိုယူမယ်အမြင့်ဆုံးယူမယ်ဆိုရင်တော့4000ဈေးတန်းလောက်ယူလို့ရပါတယ်ဒီနေ့ကဘာချွေစီကကျွန်တော်အထင်ညဘက်အမေရိကန်ဈေးကွက်ချင်းတော့ရောက်မှာတော့ကျွန်တော်4000ဈေးတန်းလောက်ပေါ့နော်4000ဈေးတန်းနဲ့အထက်ထိသွားလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ် အဲ့ဘက်ကကျွန်တော်ကတော့ဈေးကြနိုင်ွယ်ဖို့ကျွန်တော်အားပေးခြင်းနဲ့ဒီနေ့ကပားရွှေဈေးကိုရောင်းဖို့အတွက်စဉ်းစားမယ်ဆိုရင်တော့ဘယ်ဈေးတန်းအောက်ဖောက်ကြမှာရောင်းတင်လဲလို့မေးဆိုရင်ကျွန်တော်တို့ဒီ3900ပေါ့နော်ဒီ3900ဈေးတန်းဆိုတဲ့3900ဈေးတန်းအောက်မှာကျွန်တော်ကပားရွှေဈေးအချိန်တနိုင်အတိုင်းတာအပိတ်ဈေးနဲ့ဖောက်ကြပြီးဈေးပိတ်သွားတယ်ဆိုရင်တော့ကျွန်တော် market ခေါ်ရတော့ H1 back and list နဲ့ပေါ့နော်3900ဈေးတန်းအောက်မှာဖောက်ကြပြီးဈေးပိတ်သွားရင်တော့ အယောင်စဉ်းစားလို့ရပါတယ်ရေဒိုအယောင်စဉ်းစားလို့ရပါတယ်ကျွန်တော်တို့ဘလောက်အထိအကြမြင်ရနိုင်လဲမြင်မယ်ဆိုရင်ကျွန်တော်တို့အာ380 80ဒီပါအထိ60ဒီအကြမြင်ရနိုင်မှာရေဒိုလိုက်အောင်လို့ရပါတယ်390ဈေးတန်းအောက်မှာအချိန်တစ်နာရီအတိုင်းတာပေးစီနဲ့ဖောက်ကြပြီးဈေးမပိတ်မချင်းတော့ကဘာရွှေကိုဒီနေ့တိတ်တာအတွက်ဈေးကြလိုက်ဝယ်ဖို့ပဲကြိုးစားပါခင်ဗျတက်ပါလိမ့်မယ် ဟုတ်ပြီအပေါ်၄000အထက်ရောက်သွားရောရောင်းလို့ရလားလို့မိမယ်ဆိုရင်အဲ့ရတော့ဤပညာပိုင်းအတိပုချက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်ကျွန်တော်ကကမ္ဘာ့ရွှေဈေးက၄000ဈေးတန်းကနေချက်ချင်းပြန်ကန်ကြမယ်ဆိုလေကျွန်တော် အမှခံချက်မရှိဘူးပေါ့နော်ကျွန်တော်တို့အရင်တော့ဆိုရင်ကျွန်တော်တို့အဲ့ဒီဈေးတန်းရောက်ရင်ပြန်ကြမယ်ပြန်ကြမယ်ရောင်းလာခဲ့ရတယ်ကမ္ဘာ့ချူစီကတောက်လျှောက်တက်လာပါပြအဖက်တင်တာပြတဲ့ခါမှာကျွန်တော်တို့က၄000ဈေးတန်းမှာကျွန်တော်တို့ကျင်းဒီပေါက်ပြန်ကြနိုင်တယ်လို့ကျွန်တော်သုံးသပ်လို့မရပါဘူး၄000ဈေးတန်းနာကမ္ဘာ့ချူစီရောက်ပြီဆိုရင်၄000ဈေးတန်းနဲ့၄000ဈေးတန်းအထက်ရောက်ပြီဆိုရင်ကျွန်တော်ဒီလိုကန်တယ်ပေါ့နော်အချင်းတသားရဲ့အတိုင်းတာနဲ့ကန်တယ်တွေကိုစောင့်ကြည့်ပါဒီလိုကျွန်တော်ဈေးအကြတော့မဒီနားလိုမျိုးဈေးအကြတော့ခက်ကြီးကြီးတရုံပြီးသွားပြီဆိုရင်တော့အဲ၄000ဈေးတန်းနဲ့အထက်မှာပေါ့နော်အဲ့လိုတရုံပြီးသွားပြီဆိုရင်တော့ကျွန်တော်ရေတို့လိုက်ရောင်းလို့ရပါတယ် အဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်တို့အောက်ကိုကျွန်တော်တို့ဒီ3930တို့3940တို့ထိဈေးအကျပြန်လာနိုင်ခြင်းရှိပါတယ်။ဒါမှမဟုတ်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်အောက်ပြနိုင်မယ်ဆိုရင်အဝယ်တက်ကိုကျွန်တော်ဦးစားပေးစေချင်ပါတယ်။အယောင်ကတော့ခုနပြောလို့ပေါ့ဒီလိုဈေးအကျတော့ခက်ကြီးကြီးဒရုန်းပြီးတာမျိုးဒါမှမဟုတ်လည်းဒီ3900ဈေးတန်းအောက်ဖောက်ကြမှာဒါကျွန်တော်စဉ်းစားစေချင်ပါတယ်ခင်ဗျ။အဲ့အပြတ်ကကျွန်တော်ကဘာချွေစီရဲ့တောင်းလျှောက်တက်လာခဲ့တာကျွန်တော်တို့နှစ်လာနီးပါအောင်နော်လက်ရှိမှာဆိုရက်တစ်ပတ်အပြင်ကို9ပတ်9ပတ်ကျော်ရှိပြီဖြစ်ပါတယ်။ဒီကဒီ အနီထားမှာကျွန်တော်တောက်လျှောက်တက်လာခဲ့တယ်အကြဆိုတော့ကျွန်တော်တို့ခပပလောက်ပဲမြင်ခဲ့ရပါတော့ကျွန်တော်တို့အဲ့အပတ်ကမှာလက်ရှိကပချွေစီပြန်ကြဖို့ခါတော့တိတ်မလို့ဒီအနေထားမှုဖြစ်ပါကျွန်တော်တို့ကတရက်တာနေထားပြီးတော့ဒီဘက်ကသတင်းအခြေအနေတွေပါပြီးစောင့်ကြည့်ဖို့လိုအပ်သေးတယ်၄တောင်ဈေးတန်းကနေတော့မှကျွန်တော်ပြန်ကန်ကြဖို့ကျွန်တော်တို့လက်ရှိကပချွေစီအတွက်နီးပညာပိုင်းအာမခံချက်မရှိသေးပါဘူးအဲ့ဘက်ကကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်၄တောင်ဈေးတန်းမှာကြည်တိပေါက်ကြမယ်ဆိုပြီးတော့အယောင်းတွေပါတယ်ကျွန်းထားတာမျိုးတွေတတိထားပါခင်ဗျာ လက်ရှိကဘာရှိစေတွားနေရလာရကအသက်ဖယ်ဦးတည်နေတာဖြစ်ပါတယ်ကျွန်တော်ဆိုလည်းအရင်ရက်တည်းတော့ရောင်းခဲ့တာပဲကျွန်တော်ဒါဈေးအကြုံနေပါလေပေါ့တရက်တာမှာဈေးအကြုံနေပါလေပြီးလို့ကျွန်တော်ရောင်းခဲ့တာပဲဒါမှမဟုတ်ဈေးကတောက်လျှောက်တက်တာပဲအဖက်တင်တာဖြစ်တဲ့အခါမှာလက်ရှိအနေထားမှာတော့ကျွန်တော်အဝယ်ပဲလိုက်တာအနေနဲ့ကင်းစိုးဖြစ်ပါတယ်မှန်တဲ့ဈေးမြင့်နေတယ်အဝယ်လိုက်တာကျွန်တော်တို့အနေရဲ့ risk တော့နည်းနည်းများနိုင်တယ်ဒါပေမဲ့ဒီကလာမှာကဘာချွေးစီရအဝေရောအယောင်းရောပေါ့နော်ကိုကအမြင်စေးရောင်းနေလို့ရောင်းတာပဲဖြစ်ဖြစ် အာကိုကမူလစေးအတက်လာရကိုလိုက်ချင်လို့ဝယ်တာဖြစ်ဖြစ်နှစ်ခုလုံးက risk များပါတယ် risk များများမယူခြင်းတော့ဒီကာလကဘာရွှေစေးကိုအယောင်းဝယ်မလုပ်ဘဲနဲ့ထိုင်စောင့်ကြည့်နေပြီးတော့ပုံမှန်အနေထားရောက်မှအယောင်းဝယ်လို့ဒါတော့ပိုကောင်းပါလိမ့်မယ်ခင်ဗျပြီးတော့လေကျွန်တော်ဒီနေ့တရက်တာပိတ်စေးကဘယ်မှာပိတ်ရင်ကဘာရွှေစေးစံချင်းတင်စေးစက်တမ်ဘာလဘယ်အောက်မှာပိတ်ရင်စေးအကြပြန်လာနိုင်မလဲဆိုတာကိုကျွန်တော်တို့ကဘာရွှေကိုကျွန်တော်အချိန်တရက်အနေထားနဲ့ကျွန်တော်ကြည့်လိုက်အောင်အဲ့ပြတ်ကကျွန်တော်ဒီဟာလေးတွေတစ်ချက်ပြလိုက်ပါဦးနော်ဒီမင်းကြောင်လေးတွေကျွန်တော်တစ်ချက်ပြလိုက်အောင် ဟုတ်ပြီအဲ့ဘက်ကကျွန်တော်တို့ဒီနေ့တရက်တာကပားရွှေစေးတရက်တာနေထိုင်ကျွန်တော်ကြည့်လိုက်မယ်ဒီနေ့ကပားရွှေစေးရဲ့တရက်တာအပိတ်စေးတာကျွန်တော်တို့3900အောက်မှာပိတ်ခဲ့တယ်ဆိုရင်3900အောက်မှာပြန်ပိတ်ခဲ့တယ်ဆိုရင်ကပားရွှေစေးကိုနောက်ရက်တည်မှာရေတိုဈေးအကျနော်ရေတိုဈေးအကျကျွန်တော်တို့မှန်းလို့ရပါတယ်3900အောက်မဟုတ်ဘဲနဲ့ဒီနေ့တရက်တာကပားရွှေရဲ့အပိတ်စေးတာကျွန်တော်တို့ဒီ 3980အထက်မှာဒါတရက်တာပိတ်ခဲ့တယ်ဆိုရင်တော့ကဘာရွှေစီ4000နဲ့4000စီးနဲ့အထက်တိဈေးအသက်ဒါစံချိန်တင်ဈေးအသက်အားဆက်ကောင်းနေအောင်ပါပဲခင်ဗျအဲ့ဘက်ကကျွန်တော်ဒီနေ့ကဘာရွှေစီက3980အထက်မှာပိတ်မှာဒါမှမဟုတ်ကျွန်တော်တို့3900အောက်မှာပိတ်မလားကျွန်တော်စောင့်ကြာဖြစ်ပါတယ်လက်ရှိအနေထားရောကျွန်တော်3980အထက်မှာပဲပိတ်ဖို့တော့အလားလားမျှနေရပါတော့အဲ့ဘက်ကကဘာရွှေစီကကျွန်တော်ဒီတစ်ပတ်ထက်လက်စံချိန်တစ်တွေထပ်တင်အောင်မှာဖြစ်ပါ4000နဲ့4000အထက်ဈေးတန်းနေပါတော့ ျွန်တော်များပြောမယ်ဆို4000အထက်ပေါ့နော်။ဟို4050တို့4100အစီအကနေရောက်မှာကပ္ပရွှေဈေးဈေးအသက်နည်းနည်းတန့်ပြီးတော့ဈေးအကြပြန်လာမလားပေါ့နော်။၄00ဈေးတန်းမှာလည်းကျွန်တော်ဈေးအသက်တန်းနေဦးမှာလည်းကျွန်တော်မထင်သေးဘူး၄00အသက်ဈေးတန်း၄50လို့၄00တရားနာဝင်ကျင်ရောက်မှဈေးအသက်တန်းပြီးတော့ရေတိုဈေးအကြပြန်လာတာမျိုးကျွန်တော်တက်ဦးတဲ့အမြင်ရအဲ့လိုဖြစ်ပေါ်များတယ်လို့ကျွန်တော်သုံးသပ်ထားပါတယ် ဒါကျွန်တော်အမြင်ဖြစ်တာပြတဲ့ကမှားကောင်းလဲမှားနိုင်ပါတယ်နော်ကိုကတပတ်ကနီးပညာပိုင်းရပါနော်ဒီတရက်တာအာစီနေတာလေဒါမှမဟုတ်အချိန်တနာရဲ့အတိုင်းတာစီကန်တယ်ဒီပိုင်းစောင့်ကြည့်ပြီးမှကိုက confirm ယူပါခင်ဗျာโอเคဒါလေးကကျွန်တော်နီးပညာပိုင်းတော်တော်ချက်လေးဖြစ်ပါတယ်တရင်ပိုင်းဆိုရင်တော့တရင်ညမှာပါတရင်ဒေတာမှာထွက်ဖို့မရှိပါဘူးပြီးတော့ကျွန်တော်တို့လက်ရှိမှာဒေါ်လာအင်းသက်ကလည်းအရင်ကျနေနေတာမျိုးမရှိဘူးခင်ဗျာဒေါ်လာအင်းသက်ကလည်းအဲကျွန်တော်69 68ကြာမှာပဲရှိနေရပြတဲ့ကမှာဒါအထူးနည်းနည်းတော့ထူးဆန်းနေရပါတော့ ဒေါ်လာညွန့်ကိန်းသိမ့်မကြပဲနဲ့ကမ္ဘာရွှေဈေးကတောင်းလျှောက်စံချိန်တင်တက်နေခြင်းဟာကျွန်တော်တို့ဒါတစ်ချက်သတိထားမယ့်အနေထားဖြစ်ပါတယ်ကမ္ဘာရွှေဈေးတကယ်လို့ကျွန်တော်တို့အဝယ်တွေပေါ့နော်အဝယ်တွေတန့်သွားတာမျိုးအဝယ်တွေဥကျသွားတာမျိုးကြုံပြီးဆိုရင်လည်းကမ္ဘာရွှေဈေးကတရက်နှစ်ရက်ထဲနဲ့ကျွန်တော်ဈေးအကျအတော်တော်အားကောင်းသွားတာမျိုးရေတို့ပေါ့နော်ရေတို့ဈေးအကျအတော်တော်အားကောင်းသွားတာမျိုးကျွန်တော်ကြုံရနိုင်ပါတယ်ရလေသတိထားဖို့လိုအပ်ပါတယ်ပြီးတော့ဒီနှစ်ဒီနှစ်ပေါ့နော်2025ကကမ္ဘာရွှေဈေးစံချိန်တင်တက်တဲ့နှစ်ဖြစ်ပါတယ်ဒီနှစ်တနစ်တာဈေးအဖွဲ့က2600နဲ့ဖွင့်လာခဲ့တယ်လက်ရှိ 2980နာတီတက်ပြီးတော့ပြတဲ့ကမှာကျွန်တော်တို့အာ point အားဖြင့်ဆို point ကျွန်တော်တို့1380လောက်ပေါ့နော်1380 bit 1380လောက်တက်ခဲ့တာဖြစ်ပါလေကဘာရွှေရဲ့လက်ရှိတမိုင်းတစ်ချက်ပေါ့နော်ဟာတနေ့အတွင်းမှာအမြင့်ဆုံးတက်ခဲ့တယ်ပေါ့နော်စံချိန်တည်းအမြင့်ဆုံးတက်ခဲ့တယ်ကျွန်တော်ဟာတို့ဟိုဈေးတန်းအနေထားကျွန်တော်တို့ bit 900 bit 1000ပဲရှိပါတယ်အာမနေ့တော့ဆိုလဲကျွန်တော်ကဘာရွှေစီကကျွန်တော်တို့အာ1000 900 1800လောက်ပါမနေ့တော့ဆိုရင်2020လောက်ဈေးဖွင့်လာတယ် တနေ့အတွင်းအမြင့်ဆုံးတက်ခဲ့တာက1900အထိတက်ခဲ့တယ်။တနေ့အတွင်းပစ်900ပစ်1000နီးပါးတော့တက်ခဲ့တယ်ပေါ့နော်။အဲ့လိုပဲကျွန်တော်တို့အာကိုဗစ်တော့ဆိုရင်ကိုဗစ်2020ကာလလောမှာဆိုလဲကမ္ဘာ့ရွှေ့ဈေးကတနေ့တာဈေးပွင့်1300နဲ့ဖွင့်လာခဲ့တယ်။2080လောက်ကြီးတက်ခဲ့တာပစ်တက်ကမှာတနေ့အတွင်းပစ်980ပစ်800လောက်တက်ခဲ့တယ်ပေါ့နော်။အဲအကြောင်းကျွန်တော်တို့လက်ရှိကမ္ဘာ့ရွှေ့ဈေးအနေထားကတနေ့တာတွင်2025ဟာတမိုင်းတစ်လျှောက်မှာအမြင့်ဆုံးတက်ခဲ့တဲ့အများဆုံးတက်ခဲ့တဲ့စံချိန်တစ်နှစ်ဖြစ်ပါတယ်။ 1380 1400နီးပါးတော့ပစ်1400နီးပါးတော့2600နေပြီးတော့4000နာထီဆိုတော့ပစ်1400နီးပါးလောက်ကျွန်တော်တို့ဒီနှစ်အတွင်းတက်ခဲ့ပြီးဖြစ်ပါတယ်ဒါတော့ဘာကြောင့်နှစ်မကုန်သေးပါဘူး2လကျန်သေးတယ်17လပိုင်း12လပိုင်း2လကျန်သေးအဲ2လမှာစာရင်းတင်ဆက်တောက်မှာကျွန်တော်ကြည့်အောင်ဖြစ်ပါတယ်အဲ့ပတ်ကမှာဒီနှစ်ကဘာချွေစရာကျွန်တော်တို့ကျွန်တော်အနည်းဆုံးမှန်းထား4000ဈေးတန်းထီတော့ရောက်သွားခဲ့ပြီး ၄200လေး၄300လေးဆက်သွားမလားဆိုတော့ဆက်ပြီးစောင့်ကြံဖြစ်ပါတယ်လက်ရှိမှာကဘာချွတ်စီတို့အဓိကတက်ပတ်သွားဖို့အဓိကမောင်းနေနေရအဓိကတရင်ပိုင်းရအချက်တရအောင်ကျွန်တော်တို့အမေရိကန်ဘန်ဒိုးလေးတောက်လျှောက်လျှော့တာရဲ့ပြီးတော့အမေရိကန်ရဲ့ inflation တွေမြင်မလာပြီးတော့လက်ရှိမှာဆိုရင်အမေရိကန် government shutdown တွေပါပြီးကျုံနေရတယ်ပြီးတော့ geopolitical ပေါ့နော်နိုင်ငံရေးရာတွေပါလဲကျွန်တော်တို့ကပြိပခါတွေများလာတယ် Israel Iran စတဲ့ပြည်ထောင်စုတွေ Israel Palestine ပြီးရင်ကျွန်တော်တို့တပက္ခရုရှားနဲ့ဥရောပရဲ့ နေဥရောပအဖွဲ့ဝင်နိုင်ငံတွေပြီးတော့ NATO အုပ်စုနဲ့ရုရှားနဲ့ကျွန်တော်တို့ကပြည်ပခါတွေတင်းမာမှုအဲ့ဒီအနေအထားတွေကကမ္ဘာ့ရွှေကိုကျွန်တော်တောက်လျှောက်အသက်ဖက်သွန်းတင်နေခြင်းဖြစ်ပါတယ်။ဒါပေမဲ့တခုချီကကျွန်တော်သတိထားမှာနော်ဈေးကွက်တစ်ခုမှာကျွန်တော်တို့ကအများအားအသက်ပဲရှိမှာမဟုတ်အသက်ခဏနာပြီးပြန်ကျလာတာမျိုး အကြအာယူတာမျိုးကျွန်တော်တို့ကြုံရပါတယ်ကြုံရနိုင်ပါတယ်။အဲ့အဖက်ကကျွန်တော်ကအဲ့အကြအာယူမဲ့ခြင်းကိုကျွန်တော်တို့က မျက်ချိမပြတ်စောင့်ကြည့်နေဖို့လိုအပ်ပါတယ်ခင်ဗျာဘာလို့လဲမဲ့ဆိုရင်ကမ္ဘာ့ရွှေစည်လက်ရှိတောက်ချောက်တက်နေတဲ့အကုန်လုံးကလည်းကျွန်တော်အဝယ်အားတန်နေတဲ့အချိန်မှာရုတ်တရက်အကြာကြီးဝင်လာတာမျိုးကျွန်တော်တို့ကြုံရနိုင်ပါအဲ့အရာလေးကိုကျွန်တော်တို့စောင့်ကြည့်ဖို့တော့လိုအပ်ပါတယ်အဲ့ဘက်ကမှဒီကလမှာကျွန်တော်တို့ကမှန်တယ်ကိုကမူလဈေးလာရအတိုင်းအဝယ်ဝင်မဲ့ဆိုရင်လည်းကျွန်တော်တို့ကဟာအဝယ်ကိုကျွန်တော်တတိထားယူဝင်ကြပါ risk management ပြီးလုပ်ပြီးကျွန်တော်ဝင်ကြပါအဲ့လိုပဲကိုကကိုအမြင်ရပါလားစံချိန်တင်အမြင်ဆုံးစေးရောက်နေလို့ပြန်ချနိုင်မယ်လို့ယူဆလို့အယောင် ဝင်မဲ့ဆိုရင်လည်း risk များနိုင်တာဘလို့ risk management သိချလုပ်ထားပါပြီးတော့အလွန်ကြုံအယောင်းဝယ်လို့တိုင်ပြတတိထားဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့အာအော်တိုဘလခုနှစ်ရက်နေ့အင်္ဂါနေ့တရက်တာကဘာရွှေစီကွယ်တောင်းတဲ့ချက်ဗီဒီယိုဖြစ်ပါလေအခုလို့တောင်းတဲ့ချက်ဗီဒီယိုတွေကို app to တိတ်ကြည့်ခြင်းလည်းဆိုရင်တော့ကျွန်တော် YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe ci fan and follow လေးလုပ်ထားကြပါခင်ဗျာပြီးတော့ကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတဲ့အခြေခံသတင်းတွေကို ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Viber တွေကနေဆက်သွယ်စုံစမ်းမိမိနိုင်ပါတယ်ခင်ဗျာကဘာရွှေ Trader အလုပ်ပဲကျွန်တော်ဒီနေ့ကျွန်တော် Auto Pala 9ရက်နေ့အင်္ဂါနေ့တရက်တာအတွက်ကဘာရွှေစေးတက်ကြအောင်ကျွန်တော်မှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျုံးမဲ့မြန်ပါဆန်နေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ